င်္ဂလိပ်စကားပြောအမြန်တိုးတက်စေဖို့အတွက်အထူးရောက်ဆုံးလေ့ကျင့်လို့ရမယ့်နည်းစနစ်လေးတွေကိုကျွန်တော်ဒီနေ့မျှဝေပေးချင်ပါတယ်နော်ဟုတ်ပြီပထမတစ်ချက်ကပါလဲဆိုရင် shadowing technique shadowing technique ဆိုတဲ့အဓိပ္ပာယ်ဒီ native speaker တွေပြောတဲ့အတိုင်းနောက်ကနေလိုက်ပြောတာကိုဒါ shadowing technique လို့ခေါ်တယ်နော်ဟုတ်ပြီဒါကိုဘယ်လိုပုံစံမျိုးလေ့ကျင့်မလဲဆိုရင် YouTube မှာဟလာဘယ်လိုရိုက်ရှာမလဲဆိုရင် English speaking speaking situations အဲဒီ YouTube မှာဒီလိုရိုက်ရှာလိုက်အဲ့လိုဆိုရိုက်အဲ့လိုရိုက်ရှာလိုက်ရင်ဒီနေပဲအတီးတီးရထားပါတော့ hotel နဲ့ပတ်သက်တာ၄စိမ့်မှာအဲပြီးရင်ဈေးဝယ်လာထားတဲ့ပြစတဲ့ဖြစ်ပေါ့เนาะဒီလိုမျိုး네베띠띠ကဒီအင်္ဂလိပ်စကားပြော conversation တွေပေါ့เนาะ dialogue တွေကြာလာလိမ့်မယ်အဲ့ဒါလေးတွေကိုနားထောင်မယ်ပြီးရင်သူတို့ပြောတဲ့အတိုင်းနောက်ကနေတသိမ်းမတိမ်းလိုက်ပြောမယ်ဒါကို shadowing technique လို့ခေါ်တယ်เนาะဒီလိုမျိုးလေ့ကျင့်မယ်အဲဟုတ်ပြီအဲ့လိုလေ့ကျင့်ပြီးရင်ဘာလုပ်မလဲဆိုရင် read out လောက်အဲ့ထဲမှာအဲ့ စကားပြောနေနားထောင်ရင်နောက်ကလိုက်ပြောရင်ကိုမသိတဲ့ဝကြတွေတုံးလို့ကောင်းမဲ့ဝကြတွေဆိုရင်စောက်ထဲကိုချရည်မယ်မှတ်မယ်အဲ့ဒါကိုမှတ်ထားတဲ့စာချောင်းတွေကိုပြန်ပြီးတော့မှအတန်ထွက်ပြီးတော့မှကြကြဲ read out လောက်လုပ်ပေးမယ်နေ့စဉ်ဒါဆိုရင် speaking practice လုပ်လို့ပဲเนาะအဲ့ဒါမှကိုကအရေးကြုံတဲ့ခါကျရင်ဒါမျိုး practice များများလုပ်ထားမှအရေးကြုံတဲ့ခါကျရင်တကယ်တကယ်ပြန်ပြောနိုင်မှာနောက်တစ်ခုကဘာလဲလို့ thinking english အဲကိုက အားလဲအားလဲအချိန်ပေါ့နော်အားလဲအချိန်မှမဟုတ်ဘူးကို နေ့စဉ်လှုပ်ရှားသွားတာဒါတွေကိုအင်္ဂလိပ်လိုဘယ်လိုပြောလဲအများနဲ့စဉ်းစားနေမှာဥပမာထားပါတော့ကိုကမနက်ခင်းနိုးလာပြီဆိုရင်ဘာလုပ်တော့မျက်နှာတိတော့မဆိုရင် I'm going to wash my face uh, I'm going to work ဘာလုပ်သွားတော့မယ်ပေါ့နော်အဲ့လိုမျိုး I'm going to have breakfast အဲ့လိုမျိုးကိုလှုပ်တဲ့ဟာတွေကိုအင်္ဂလိပ်လိုဘယ်လိုပြောလဲစဉ်းစားပြီးတော့မှပြောကြည့်မယ်အဲ့လိုမျိုးလေ့ကျင့်မယ်နော်နောက်တစ်ခုကဘာလဲဆိုရင် learn and use phrases စကလုံးတလုံးချင်းစီကြက်တာထက်ဒီလိုမျိုးစကစူးလိုက်ကြက်တာပို့ပြီးတော့ထိရောက်တယ်။အဲကြောင့်မလို့ကိုမသိတဲ့ဟာစကလုံးနေဆိုရင်တခါလေအဲ့အဲ့အဲ့စကလုံးစမ်းနေစင်မှာဘလို့ထည့်တောင်းလဲတခါလေစကစူးလိုက်တွဲပြီးတော့မှတ်မယ်။ပြီးရင်မလုပ်လဲရီဒါလောက်လုပ်မယ်။ပြန်လေ့ကျင့်မယ်။ဟုတ်ပြီ။ဒီဒီအထက်ကပြောခဲ့တဲ့ဒီအချက်၄ချက်ကိုထက်ကတလဲလဲလေ့ကျင့်မယ်။လေ့ကျင့်ပြီးရင်တချို့ကျတပတ်နှစ်ဘလောက်နေရက်ပြသွားရပေါ့နော်။ရေရှည်မလုပ်ဖြစ်ဘူး။အဲ့လိုမျိုးရေရှည်လုပ်ဖြစ်အောင်မလုပ်မလဲဆိုရင် ကိုပြောထားတဲ့ဟာတွေကိုကိုလေ့ကျင့်ထားတဲ့ဟာတွေကိုကိုသိထားတဲ့ဟာတွေကိုပြန်မျှဝေတဲ့အနေနဲ့ဗီဒီယိုရိုက် record yourself ဗီဒီယိုရိုက်ပြီးတော့မှကိုစိတ်ကျဉ်တဲ့ဗီဒီယိုတွေဆိုရင်တခါလေ YouTube တို့ Facebook တို့ဒီ TikTok တို့မှာပြန်တင်မယ်တခါလေတစ်ချက်ကုန်တစ်ချက်ပြပြပဲအင်္ဂလိပ်စာလည်းလေ့ကျင့်မိတာဖြစ်မယ် page တွေလည်းထောင်းမိတာဖြစ်မယ် TikTok တို့ကတော့မှလည်းတခါလေလာတင်မိတာဖြစ်မယ်ပေါ့အဓိကကတော့ဒီ personal branding မှာတိစောက်ပြီးသားဖြစ်သွားလိမ့်မယ်ဒီ dialogue လေးကိုဘာသာပြန်ကြည့်အောင်နော်မင်းရဲ့အပေါ်အင်ဂျီလေးကိုကြိုက်တယ်အပေါ်အင်ဂျီဆို jacket ကိုပြောရနော်လွှဲတဲ့အင်ဂျီအပေါ်အင်ဂျီပေါ့နော်မင်းရဲ့အပေါ်အင်ဂျီလေးကိုကြိုက်တယ်ဆိုရင်ဘယ်လိုပြောရမလဲ I like your jacket I like your jacket I like your jacket အမေအပေါ်အင်ဂျီလေးကိုကြိုက်တယ်ဘယ်ကနေဝယ်ရလဲအဲ့လိုပြောရမလဲ uh where did you get it where ဟလာဘယ်အနေဝယ်တာလဲဆိုတော့သူဖြစ်ပြီးသွားပြီမလို့အခုကတည်းက did ခေါ့နော် where did you gd get ဒီနေမှာ gd get ဆို by by နဲ့အတူတူပဲနော် where did you get it where did you buy it လို့ပြောတော့ where did you get it ဘယ်အနေဝယ်လိုက်တာဘယ်အနေဝယ်ရလဲ i like your jacket ကြိုက်တယ်ဆိုကျေးဇူးပေါ့ thanks thanks လုံခဲ့တဲ့ပတ်ကငါ online ကနေဝယ်ခဲ့တာ i bought it where get uh, I bought it online. I bought it online. From Tedamlo, no? I bought it from online from Tedamlo. I bought it online. Long ago, last week. Last week. I bought it online last week. Mina Lighty. Mina Lighty is a blue yam. It it looks it looks great on you. great great เนาะ it looks great on you good on you เอาเปล่าเลย it looks great on you มีเนไลท์ดิ it looks great on you มีเนไลท์ดิဟုတ်ပြီနောက်ထပ် dialogue လေးဆက်လေးလာကြအောင်เนาะ speaking အမြန်ဆုံးတိုးတက်ခြင်းနဲ့ဆိုရင်လိုအပ်မဲ့အလုပ်ကတစ်ခုပဲရှိရအဲ့ဒါဘာလဲဆိုရင်ဒီလိုမျိုး dialogue တွေဒီလိုမျိုး conversation တွေကိုအများများလေ့လာမယ်အများများ read out လုပ်လုပ်မယ်အဓိကအဲ့ဒါပဲနေ့စဉ်ဟလာ reader လောက်လုတ်ပေးမယ်ဆိုရင်စကေပြောကသူ့ဟာသူ့အလိုလိုတိုးတက်လာမှာနော်အဲမလုတ်ဖ ೇನೆ တော့မရအောင်ဟုတ်ပြီအဲ့ဆိုရင်အမေးချာရှိတယ်ဒါမျိုးစကေပြောတွေကိုဒီလိုမျိုး conversation တွေကိုဘယ်မှာလေ့လာလို့ရလဲဆိုရင်ကျွန်တော်ရဲ့ဒီ English speaking situation ဆိုရက်အဲ video class သင်တန်းမှာလေ့လာလို့ရပါတယ်နော်သူကတော့ video class ဖြစ်တဲ့အတွက်ရာသက်ပိုင်းလေ့လာခွင့်အဲကိုအားတဲ့ချိန်မှာဒီ video လေးတွေကြည့်ပြီးလေ့လာတာပေါ့နော်သူကတော့ zoom class မဟုတ်ဘူးအဲရာသက်ပိုင်းအတွက် member ကြီးက 2500ပဲရှိတယ်ပေါ့နော်နောက်ထပ်ထပ်သိမ်းစရာမလိုဘူးအဲအဲ့ group တွေဝင်ပြီးတော့လေ့လာမယ်ဆိုရင်တော့သင်ခန်းစာတွေအများကြီးတင်ထားပြီးသားရှိရနောက်ထပ်လည်းအစ်တစ်ထပ်တင်ပေးနေရပေါ့နော်အဲ့မှာလေ့လာလို့ရတယ်သင်တန်းကြီးကလည်း2500ပဲရှိရနောက်ထပ်ထပ်သိမ်းစရာမလိုဘူးအ BC ပေါ့နော်ဟုတ်ပြီအဲ့ဆိုရင်ဒီနေ့ဒီ conversation လေးနမူနာလေးလေ့လာကြအောင်နော်ဟုတ်ပြီဒီကဘာလဲဆိုရင်ဒီအဝတ်အစားဆိုင်မှာဒီ customer ဈေးဝယ်နဲ့ဒီအယောင်စီးရေး sales person ဆိုတာပမာလို့အယောင်စီးရေးလို့ ဒိတ်ပဲရရနော်ပြောင်းစီဒါကဈေးဝယ်ပေါ့နော်ဖောက်တဲ့ဈေးဝယ် customer ဈေးဝယ်ဒါကပြောင်းစီသူတို့နှစ်ယောက်ပြောတဲ့ dialogue အတူလေးလေးလာကြောင်းနော်ဟုတ်ပြီ excuse me do you have this shirt in large l size ပေါ့နော် left side လို့ခေါ်ရလေကျွန်တော်တို့မလို့ဆိုရင် left side left side ဆိုတော့တကယ်တမ်းသူက left side ဆိုတော့က large size အဲ့လိုပြောရနော် site အကြီးပေါ့ site အကြီးဒီအင်ဒီ site အကြီးရှိလားပေါ့ဟလာအသေးလို့ပြောချင်တယ်ဆိုရင် excuse me do you have this shirt in small in size လားဆိုရင် in medium အဲ့လိုပြောလို့ရတယ်နော် in large in large size အဲ့လိုပြောလို့ရတယ် in small size အဲ့မှာအကြောင်းစီကဘယ်လိုပြောအင်းကြည့်လိုက်အောင်မယ်ဘာမှလို့စီလောင်ဘာသာပြန်ကြည့်လိုက်အောင်မယ်လို့ပြောတာ အင်္ဂလိပ်လို့ပြောမယ်ဆိုရင်တော့ let me check ရှိမရှိကြည့်လိုက်အောင်မယ်လို့ပြောချင်တာလေစစ်စစ်ကြည့်တာပြောချင်တာ let me check yes your dima here it is your dima ဆိုရင်ဘယ်လိုပြောလဲ here it is i'm a customer ပြန်ပြောတယ် great i will take it ကျေးဇူးပဲကောင်းပြီကျွန်တော်ဒီဒါလေးယူလိုက်မယ်ဆိုရင်ဒါလေးယူလိုက်မယ်ဆိုရင်ဘယ်လိုပြောမလဲ i will take it အဲ့မှာအယောင်စီရပြန်ပြောမှာပြန်မေးမှာအေးယုံမလားအေးယုံမလားဆိုရင်ဘယ်လိုပြောမလဲ would you like a bag pg bag ဆိုတာအဲ့ကိုပြောတာကျွတ်ကျွတ်အဲ့ဆိုရင်တော့ plastic bag ပေါ့နော် would you like a plastic bag အဲ့မှာ human ဆိုရင်ရင်ကြီးတိဘယ်လိုပြန်ဖြေမလဲဆိုရင် yes please မယူတော့ဘူးဆိုရင်တော့ no thanks အဲ့လိုပြောတယ်အဲ့ကြတော့ no နဲ့ thanks နဲ့တွဲပြောတယ် yes နဲ့ please နဲ့တွဲပြောတယ်ဒါလေးကမှတ်ထားပေးမယ်နော်အဲ yes please no thanks ဟုတ်ပြီ ။ဒါလည်းတော့ဟလာဒီအဝိစာစံဝင်ကြီးတခါမှာတော်တယ်မတော်ဘူးကြက်တယ်ချောင်းတယ်လေးလေးစကပြောဝကြလေးလေးပေါ့နော်။ဒါလေးဆက်လေးလာကြည့်အောင်။အရန်ကြက်လွန်နေရဆိုရင် it's too tight အင်းကြီးအရန်ကြက်လွန်နေရဆိုဘယ်လိုပြောအောင်လဲ။ it's too tight o s c ဖြစ်ရမှာနော်။ l o o s c is too loose ဘယ်လိုပြောနော် is too loose ဆိုရင်ဒါအရန်ချောင်းလုံးနေပွားလုံးနေတယ်ပြောနော် rồi, uh, အဲလုံးဝကွက်တိပဲတော်တယ်ဆိုပြောပြမလားဆိုရင် it fits perfectly it fits perfectly လုံးဝကွက်တိလုံးဝ fit ဆိုင်လုံးဝကွက်တိတော်တာကို it fits it cái subject က singular nó fit မှာ as there it fits perfectly mà, chỉ lo ပြောင်းပြီးတော့မှာ sandwich လို့ရမလားဆိုရင် can i try a different size a different size can I try try a linear my son would out you know son would a son can I try a different size and now I would have I how we will be with honor hollow your jail yeah yeah read a lot of you know not how may read all alone and that's why speaking skills got to well to do that alim excuse me do you have this shirt in large in large size I မအဆိုင်အစီ size လို့ပြောထည့်လိုက်ရရနော်အဲ့မှာ sales person ပြောင်းမှာ let me check yes here it is great i will take it i will take it i will take it I I don't read a a a lot of times. let me message. Like what? Taking အလိုမျိုးများများ reader လောက်လောက်ထားမယ်ဆိုရင်တကယ်လက်တွေ့ပြောရမယ်ဆိုရင်လည်းကွတ်တက်ကနေပြောနိုင်သွားလိမ့်မယ်နော် would you like a bag, please would you like a plastic bag would you like a plastic bag yes please no thanks. You may say yes, please. No thanks. It's too tight. Again, jealousy is it's too tight. Tight to loose the strata, adjective, you no? It's too loose. It fits. I find a lot of verb. It fits perfectly. Can I try a different size? And I'll let you know. If you let you see the comment, yes, that's all for today. Thanks for watching. Bye bye.